ကျွန်တော်ရဲ့ချစ်မိတ်ဆွေတင်ငယ်ချင်းညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ASM Business Electronic Projects ကနေကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတူပါပေါ့နော်ဒီလေတီယံတက်ခဲလေးတွေခဲတိုးလို့မရလို့ဆိုလို့နော်ခဲတိုးတဲ့နီလေးမျှဝေပေးပါဆိုလို့ကျွန်တော်ဒီခဲတိုးတဲ့နီလေးကိုအဲမျှဝေပေးလိုက်မှာဖြစ်ပါတယ်နော်ကျွန်တော်ဒီ channel လေးကနေပြည့်တတ်ကြီးတွေသိချင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တတ်နိုင်တယ်မြတ်ပေါ့เนาะအဆင်ပြေလို့ရှိရင် ညှဝေပေးနေတာဖြစ်ပါတယ်အခြားဒီ electronic projects လေးတွေလည်းညှဝေပေးသွားမှာဖြစ်ပါတယ်နော်အဲဒါကြောင့်မို့ကျွန်တော်ဒီ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပေးပါဦးလို့နော်မြတ်တာရက်ခံတောင်းဆိုပါရခင်ဗျာဟုတ်ကဲ့ဒါတခက်လေး၃လုံးပါနော်ဒီနှလုံးကတော့တခက်အဟောင်းပါဒီအခုဒီတခက်လေးကတော့တခက်အသက်ပါနော်ဒါကျွန်တော်တခဲအသက်ကိုရောတခဲအဟောင်းကိုရောကျွန်တော်ခဲကိုလွယ်လွယ်ကူကူနဲ့မြန်မြန်ဆန်ဆန်ပေါ့နော်တွလို့ရမယ်နီးလေး ကျွန်တော်မျှမျှဝေပေးมาဖြစ်ပါတယ်เนาะကဲအရင်ဆုံးဒီတိုင်းကျွန်တော်တို့ဒါဆိုင်ကနေတက်ခဲ့အသက်တလုံးဝယ်လိုက်တယ်ကျွန်တော်ခဲ့တွေ့ကြည့်မှာเนาะဒါဒါခဲ့တွေ့ကြည့်နေရပါเนาะခဲကကျွန်တော်တို့ဒီအပူချိန်ဘလောက်များများ အချိန်ဘလောက်ကြာကြာကျွန်တော်တို့ခဲကဆွဲမသွားပဲနဲ့เนาะဒါခဲသာပြက်သွားမယ်ခဲကတော့ဆွဲမှာမဟုတ်ပါဘူးเนาะဒီတိုင်းတွေ့လို့မရပါဘူးเนาะ အဲ့ကြောတချို့ကလည်းဒီတက်ခဲကိုပေါ့နော်ဒီတန်ချောင်းတို့အချွန်တို့ဘာတို့နဲ့ချက်ပြီးတော့တချို့ကလည်းကော်ဘတ်တွေဘာတွေစားပြီးတော့အဲခဲတို့တာပေါ့နော်အဲ့လိုခဲကျွန်တော်တို့ဒီတန်ချောင်းနဲ့ချက်ဆရာလည်းမလိုဘူးဒီမှာခဲမဆွဲဘူးနော်ခဲလုံးဝမဆွဲပါဘူးကျွန်တော်တို့ဘလောက်နော်အပူချိန်များများအဲ့ကြတော့ကျွန်တော်ကဒီတက်ခဲကိုနော်ကော်ဘတ်နဲ့လည်းစားဆရာမလိုဘူးဓာတ်နဲ့လည်းချက်ဆရာမလိုပဲနဲ့အလွယ်တကူလေးနဲ့နော် ခဲဆွဲမဲ့နီးလေးကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ်ဗျာနော်အကြတာလိုအပ်တာကကျွန်တော်တို့ဗာလဲဆိုရင်ရေလေးနည်းနည်းပေါ့နော်ရေသံလေး10 20လောက်ဆိုရတယ်နော်နည်းနည်းလေးပဲကျွန်တော်တို့ဒီတခဲပေါ်မှာအစ်စ်လေး10လောက်ဆိုရင်ရတယ်အဲဒါကြောင့်မို့ရေသံလေးအနည်းငယ်ပေါ့ဗျာနော်နောက်တစ်ခါကျွန်တော်တို့ဗာလို့မလဲဆိုရင်ဒီအရက်ခေါ်တော့ဇဝတ္တာလို့ခေါ်တာပေါ့နော်ဇဝတ္တာလို့ခေါ်ပါတယ် နောက်ဒီဓာတုဝေဒအခေါ်ကတော့အမိုနီယံကလိုရိုက်ပေါ့နော်အမိုနီယံကလိုကအမိုနီယံကလိုရိုက်ပါနော် NH4Cl နော်သင်္ကေတသူရဲ့ဒါအမိုနီယံကလိုရိုက်ကိုကျွန်တော်တို့ဒီမှာကြောက်လှဲ့ပြားလေးနဲ့တကယ်နည်းနည်းလေးပဲနော်၃ကျွန်တော်၃កော်လောက်ထည့်လိုက်မယ်နော်ကြောက်လှဲ့ပြားအသေးလေးနဲ့၃កော်កော်ထည့်လိုက်ပါတယ်နော်နည်းနည်းလေးပဲနော်ဒါဆိုရပြီအဲ့ဒါလေးကိုကျွန်တော်တို့ ပျော်ဝင်သွားအောင်တော့ရေနဲ့ပျော်သွားအောင်တော့မှွေပေးရမှာပေါ့နော်အဲ့ဒါကျွန်တော်ခွက်ကတောင်နဲ့ကြီးနေတယ်နော်အမှန်ကတော့ပလတ်စတစ်ခက်သေးသေးလေးနဲ့နော်ဒါအမိုနီယံကလိုရိုက်ပါဗျာနော်အဲ့အဲ့ဒါလေးပျော်သွားအောင်ကျွန်တော်တို့မှွေပေးရမှာဖြစ်ပါတယ်ဗျာနော်အမှန်ကတော့ခွက်သေးသေးလေးနဲ့နော်ပလတ်စတစ်သေးသေးလေးနဲ့ဆိုရင်ကိုရတယ်ဗျာနော်ကျွန်တော်ကဒီရေလေးကနည်းနည်းလေးနဲ့ခွက်ကနည်းနည်းကြီးနေနော်နည်းနည်းလေးဆိုရတယ် ကျွန်တော်တို့ဒီတို့မဲ့နေရာကိုအဆက်ကလေးဒီရေဆက်ကလေးပေါ့နော်တစ်ဆက်လောက်ချလိုက်ရင်ရပြီနော်ဟုတ်ကဲ့ကျွန်တော်ဒီမှာနော်တင်လိုက်ပြီးတစ်ဆက်လောက်ဆိုရပြီနော်အဲအဲ့လိုလေးကျွန်တော်လေးခဏလေးပြီးရင်ကျွန်တော်တို့ဒါ တခဲကောင်းနဲ့ပေါ့နော်ကျွန်တော်ကတော့ဒီရေကုံတော့ရေခန့်သွားအောင်ပေါ့နော်ခဲကောင်းနဲ့ပဲအဲ့လိုတွေတို့ပြလိုက်တာပေါ့နော်ရေခန့်သွားအောင်ပေါ့နော်ဒါဆိုရင် तू ကခဲတို့လို့ရှိရင်ခဲဆွဲမဲ့အနေထားရသွားပြီနော်ကဲကျွန်တော်ခဲတို့ကြည့်မယ်နော် ခဲတိုးတဲ့ခါမှာလဲခဲကောက်ကိုနော်တခဲပေါ်ကိုတင်ထားပြီးတော့မှခဲရသွားတိုးပါနော်ကဲဒါကျွန်တော်တငယ်ချင်းနေမြင်တဲ့အတိုင်းပဲခဲဆွဲသွားပါပြီခင်ဗျာနော်အင်မတန်မှရကူပါတယ်နော်ဒီတိုင်းတိုးလို့ရှိရင်အဆင်မပြေဘူးအဲ့ကျတော့ကော်ဘတ်တွေပါတွေလည်းမစားနဲ့တော့ဓာတ်တွေပါတွေနဲ့လည်းမချက်နဲ့တော့ဒီတိုင်းလေးနော်အမိုနီယံကလိုရိုက်ကိုစားလေးနဲ့နဲ့အော် sorry မိုနီယံကလိုရိုက်ကိုရေတန့်လေးနဲ့နဲ့လေးနဲ့နော်ဟာဒီမှာလုံးဝမပြုတ်တော့ပါဘူးခင်ဗျာနော် အင်မတန်မှကိုသာလွယ်ကူတဲ့နော်တခဲခဲတို့တဲ့ဤလေးဖြစ်ပါတယ်ဗျာနော်ကျွန်တော်တောင်းဆိုထားတဲ့ကျွန်တော်မိတ်ဆွေလည်းကျေနပ်အားရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခင်ဗျာဒါတခဲအစ်စ်ကလေးကိုကျွန်တော်တို့ပြရတာပါနော်ခဲတို့နောက်တစ်ခါကျွန်တော်တခဲအဟောင်းလေးနှလုံးကိုလည်းကျွန်တော်တွေ့ပြပါမယ်နော်သူ့တော့ကျွန်တော်ဝါယာဂျိုးလေးနဲ့ပါနှစ်ခုတွေ့ပြီးတော့ပြမှာဖြစ်ပါတယ်ဒါကတခဲအဟောင်းလေးတွေပါဗျာနော်သူ့ကိုလည်းကျွန်တော်တို့ တစ်ဆက်လောက်ဒီပေါ့နော်တစ်ဆက်လောက်ဒီချလိုက်မယ်ဒါကတခဲအပေါင်းဘက်ပါနော်အပေါင်းဘက်ကိုအခုလိုလေးပဲအမိုနီယံကလိုရိုက်နော်ပျော်ရည်လေးပေါ့ဗျာနော်ပျော်ရည်လေးတစ်ဆက်လောက်ဒီချမယ်ပြီးရင်ကျွန်တော်ကတော့အဲရည်လေးတွေခန့်တော့အောင်ဒါခဲကောက်နဲ့ပဲတို့ထားလိုက်တော့ပါနော် ဲပြီးရင်သာခဲတို့လို့ရပါပြီတခဲလုံးဝကိုနော်ကတ်သွားတာတခါတည်းကဲအဲ့ဆိုရင်အင်ပြေပါပြီဒါတခဲတစ်လုံးရတာအပေါင်းပဲပါဗျာနော်ကဲနောက်တစ်လုံးကိုလည်းအပေါင်းပဲကျွန်တော်တို့ကြည့်ပါမယ် ခဏပြောလို့ပဲเนาะဓာတ်ဒီဓာတ်ခဲကိုခဲကောင်းနဲ့ထိပ်ပြီးမှခဲကွေလေးရသွားတို့ပါเนาะဒီခဲကောင်းနဲ့ခဲနဲ့တို့ပြီးမှဟိုဓာတ်ခဲကိုသွားတို့ရင်တိတ်မဆွဲကြမှာအောင်เนาะအဲ့အဲ့လေးလည်းသဘောထားဖို့လိုပါတယ်ကဲဒါအပေါင်းပဲပြီးသွားပါပြီเนาะနောက်တစ်ခါဓာတ်ခဲရဲ့အနှုတ်ဘက်ကိုလည်းကျွန်တော်ဒီမှာနည်းနည်းလေးကြံနေအများကြီးကြံနေပြီဗျာသူကနည်းနည်းလေးဖြော်ရင်ကိုရတယ်เนาะဒီခဲတို့မဲ့နေရာလေးရေစက်ကလေးတစ်ဆက်စာလောက်ဆိုရင်ရအများကြီးမလို့ပါဘူးเนาะ ဲ့ဒါတကယ်အနှုတ်ဘက်ပါကဲတူလေခဲလေးတို့ကြည့်မယ်နော်ခဲလေးတို့အားလုံးခဲတို့ပြီဆိုမှကျွန်တော်ဝါယာလေးနဲ့နော် join ပြီးတော့ပြပါမယ်နော်ဒီမှာခဲဆွဲပါတယ်ထပ်ပြီးတော့ခဲလေးထပ်ပြီးတော့ထည့်လိုက်နော်ဒေချာပေါင်းလို့နော်လုံးဝကိုနော်ခဲကကတ်သွားတာတခါတည်းကိုနော် ူကတော့ဒီခဲကောက်ကကျွန်တော်တို့ဝက်60လောက်ဆိုရင်တော့တလပ်ပပါလေးဖြစ်တယ်ဗျကျွန်တော်ခါလေးကဝက်40เนาะခဲကောက်ကဝက်40ဆိုတော့တိတ်မကောင်းဘူးညနော်ကောင်းတာကတော့ဒီဓာခဲတွေပါလေးတို့ရင်ဝက်60ခဲကောက်လောက်နဲ့ဆိုရင်ကျွန်တော်တို့ဒီခဲတို့တဲ့နေရာလေးကလှလပ်ပပါလေးပိုဖြစ်တာပါဗျနော်ကဲဆိုအားလုံးသာအပေါင်းရောနှုတ်ရောကျွန်တော်ဓာခဲအဟောင်းလေးတွေခဲတို့လို့ပြီးသွားပြီဝါယာလေးနဲ့ကျွန်တော် join ပြပါမယ်နော် ကတခဲထောင်လို့ရအောင်ကျွန်တော်တည်ရကွင်းလေးနဲ့နော်တည်ရကွင်းလေးနဲ့လိုလေးပူလိုက်ပါမယ်ထောင်လို့မရမှာဆိုလို့ပါနော်ကတအပောင်းပဲနှစ်ဖက်ပေါ့နော်ကတဖက်ကိုရင်ဆက်ပါမယ်ဒါဆိုရင်တော့အလွယ်တကူပဲခဲတုတ်လို့ရသွားပါတော့နော်။မူလကခဲကျွေးပြီးသားဆိုတော့အဆင်ပြေတယ်ဗျာနော်။ ကကျွန်တော် parallel မတွဲတော့ဘူးဗျာဘိုးလေးတစ်ချက်တိုင်းပြခြင်းလို့ကျွန်တော် CD တွဲလိုက်မှာเนาะအပေါင်းနှုတ်တွဲပြလိုက်မှာအပေါင်းနှုတ်လေးတွဲပြီးတော့ကြံတဲ့ဟိုဘက်ကအပေါင်းနှုတ်ကိုကျွန်တော်ဘိုးလေးတိုင်းကြည့်မှာပေါ့เนาะနှစ်ခဲစာတစ်ခဲနှလုံးစာ CD ပေါ့ဗျာเนาะကဒါတစ်ခဲရဲ့အနှုတ်ပဲပေါ့เนาะခုနကအပေါင်းပဲဒီတစ်ခါအနှုတ်ပဲတွဲလိုက်ပါပြီ CD ပေါ့ဗျာเนาะ CD တွဲလိုက်ပြီးကြံတဲ့ဟိုဘက်နှစ်ဖက်ကိုကျွန်တော် တန်လုံးဝမပြုတ်ပါဘူးဗျာနော်အဲဒါကျွန်တော်ချမိတ်တွေငွေချင်းနေမြင်တဲ့အတိုင်းပါပဲလုံးဝပြုတ်မကြပါဘူးဗျာနော်ခဲလုံးဝဆွဲပါတယ်ဗျာနော်ကြက်ချန်တဲ့ဒီဘက်နှစ်ဖက်ကိုကျွန်တော်ဖို့လေးเนาะဖို့တိုင်းကြည့်ပါမယ်เนาะနှစ်ခဲစာဆိုတော့ဘက်ထရီကဓာတ်ခဲကအားပြည့်တော့မရှိပါဘူးဓာတ်ခဲအဟောင်းလေးတွေเนาะ3.7ဆိုတော့ 7 point 7 point ဒီမှာเนาะ7 8เนาะ7 point 7 8ဘို့ရှိပါတယ်ဒါ CD ဆက်ထားတာပါပဲเนาะနှစ်ဒါကဲနှလုံးသားကဲဒါဆိုရင်ကျွန်တော်ချက်မိတ်ဆွေတငယ်ချင်းနေအိမ်မှာပေါ့เนาะဒီအာသင်မီလုံးလေးတွေပါလေးတွေတက်ခဲလဲကျင်လို့ရှိရင်လည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ကဲအားလုံးအဆင်ပြေပြီးတော့ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေခင်ဗျာ။